တီးစီရဲ့အကြောင်းတစရဲ့အကြောင်းမိုဘိုင်းလေးကျန်းရဲ့လွှမ်းမိုးမှုအကြီးဆုံးနာမည်ပြောင်းတွေထဲမှာသားတီစီစတင်ခဲ့တဲ့တီစီခစ်ကအခုထိစွဲထင်ကြနေစေဆိုတာညင်လို့မရပါဘူး။ဒါဆိုဒီနာမည်ကိုသားတီစီအနေနဲ့ဘလို့အတွင်းနဲ့ပေးခဲ့လေ။တီစီပရသကနေတီစီနေရှင်ကြီးဖြစ်လာစေတဲ့အသည့်လွှမ်းမိုးမှုရှိစေခဲ့တာကဘယ်အရာဘသူဖြစ်မလဲဆိုတာကိုလေ့လာလိုက်ရအောင်။ ထားတီစီရဲ့အင်တာဗျူးတစ်ခုမှာတီစီဆိုတဲ့နာမည်ဟာသူ့ရဲ့လေးစားအကြရတဲ့ Dota 2 Pro Player တယောက်စီကနေတွေ့ဝယူထားတာဖြစ်တယ်လို့ပြောမှုပါတယ်။အဲ့ player ကတော့ Dota 2 fan တွေထဲက legend တယောက်အဖြစ်သတ်မှတ်ခံထားရတဲ့ RTC ပဲဖြစ်ပါတယ်။ဒါဆို RTC ကဘာလို့အဲ့လောက်တောင်နာမည်ကြီးနေရတာလဲ။ RTC ဟာ Evgenius နဲ့အတူမထင်မှတ်စရာစွမ်းဆောင်ရည်တွေကိုပြသခဲ့ရာကြောင့် Dota 2 player တွေထဲမှာနာမည်ကြီးလာခဲ့ပြီးတကပါလုံးကပြည်သက်တွေရဲ့ idol အဖြစ်သိရှိလာခဲ့ပါတယ်။သူရဲ့ပထမဆုံး DI ဖြစ်တဲ့ The International 2040မှာ EG နဲ့အတူတတိယနေရာအထိရယူနိုင်ခဲ့မှုကသူ့ရဲ့အောင်မြင်မှုလမ်းစဖြစ်ခဲ့ပါတယ်။ နိုတင်းနဲ့ fly duo ကဒိုတာ2ရဲ့ရွှေခင်းမှာ Lewandowski နဲ့ Marco Rus တို့လိုအတွဲဖြစ်ခဲ့ရဆိုရင် RTC နဲ့ Miracle ဟာလည်း C Ronaldo နဲ့ Messi လိုမျိုး Paramission တွေလို့သတ်မှတ်နိုင်ပါတယ်။ RTC ဟာ Eiffel Genius ရောက်အပြီးမှာ15နှစ်သားမစ်လိန်နာစူမင်းနဲ့တွဲကစားပြီးကမ္ဘာအကောင်ဆုံး carry player စစ်လိန်နာအဖြစ်ပရိသတ်တွေရဲ့တဖက်သက်သမုတ်ချင်းကိုတော့ခံရလောက်တဲ့အထိအရှိန်အဝါကြီးမားခဲ့ပါတယ်2015-2020ကာလတွေမှာ Dota 2ရဲ့ America နဲ့ဥရောပပြိုင်ဆိုင်မှုဟာ တော်လေးပြင်းထန်ခဲ့ပြီးမေဂျာတွေမိုင်နာတွေအကုန်သူတပြန်ကိုတပြန်ချန်ပီယံကိုအပြန်အစားယူခဲ့ကြတာကြောင့် RDC ရဲ့ကြော်ကြမှုကလည်းအရှိတောင်အာရှအထိအတော်လေးပြန့်နှံ့ခဲ့ပါတယ်။ RDC နဲ့ American ဘသူပိုကောင်းလဲဆိုတဲ့အမေကုန်းတွေဟာ game ဆိုင်တွေလက်ဖက်ရည်ဆိုင်တွေမှာညင်းခုံလိုကောင်းတဲ့ခေါင်းစဉ်တစ်ခုတောင်ဖြစ်ခဲ့ပါသေးတယ်။ တီစီလိုမျိုးလွှမ်းမိုးမှုများတဲ့ဂိမ်းနာမည်ပြောင်းတွေအများကြီးရှိရဲ့အထက်မှာ Vartus Pro ရဲ့ Safe Liner ဖြစ်တဲ့ Ramsey 666ကိုအမိပြုပြီးပေါ်ထွက်လာတဲ့666ပါတဲ့နာမည်ပြောင်းတွေမိုဘိုင်းလေးကျမ်းမှာဆိုရင် Oh My Venus ကိုအစွဲပြုပြီးဖြစ်ပေါ်လာတဲ့ Oh My ပါတဲ့နာမည်ပြောင်းတွေ ဘန်နီကူတီနဲ့စူပါခန်တို့ကိုအစွဲပြုပြီးကူတီနဲ့စူပါပါတဲ့နာမည်တွေဟာသက်ဆိုင်ရာဂိမ်းတွေအပြင်အခြားဂိမ်းတွေမှာပါလွှမ်းမိုးမှုအတော်လေးညလာကြပါတယ်။ပေါ်လာလို့ရောဂိမ်းထဲမှာဘယ်လိုနာမည်ပေးထားကြလဲ။ကိုသဘောကျတဲ့ pro player ကိုအစွဲပြုပြီးလား။ဒါမှမဟုတ်ချောင် pro လေးပဲလားဆိုတာဖြေသွားကြအောင်နော်။